မင်္ဂလာပါခင်ဗျာ Eritrea ရဲ့စတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးအသိပညာပေးခန်းနာကနေကြိုဆိုပါရင်ဒေါက်တာမိုးသိနေရေးသားခဲ့တဲ့နေ့စဉ်ဘဝအတွက်မရှိမဖြစ်ဆက်ပြားဆိုတဲ့ကျမ်းမာရေးအသိပညာပေးဆောင်မကိုအတန်းလွှင့်တင်ဆက်ပေးပါတော့မယ်ခင်ဗျာကျမ်းမာရေးဘဝတစ်ခုပိုင်ဆိုင်ရဖို့အတွက်ကိုလက်တန်ရှင်းရေးကအမတန်အရေးကြီးပါတယ်ခန္ဓာကိုယ်တန်ရှင်းနေမှာစိတ်ကြည်လင်းပြီးယောဂဗျာတွေကင်းဝေးကကျန်းမာခြင်းနဲ့ပြည့်စုံပါပါ ကျွန်တော်တို့မရှိမဖြစ်လိုအပ်တဲ့နေစဉ်သုံးပစ္စည်းတွေထဲမှာဆက်ပြားလဲတစ်ခုပါဝင်ဖြစ်ပါတယ်။ခြေညော်အညစ်အကြေးတွေကိုဖယ်ရှားဖို့အသုံးဝင်တဲ့ဆက်ပြားရဲ့တံမိုးကိုရှေးရခင်ကလေးကပဲဆက်ပြားကောင်းလို့ခေါင်းပေါင်းဖြူဆိုတဲ့စကားပုံနဲ့တင်စားခဲ့ကြတာကိုချီးကျင်းဖြင့်သိနိုင်ပါတယ်။နေစဉ်ဘဝမှာဆက်ပြားရဲ့အရေးပါမှုကပြောစရာမလိုအောင်ပါပဲ။မနှက်မိုးလင်းအိပ်ယာထားတာနဲ့မျက်နာတက်ဖို့ဆက်ပြားကိုတုံးရပါတယ်။ အိမ်သာသွားပြီးချိန်မှာလက်ဆေးဖို့ရေချိုးပြီးကိုလက်တန့်စင်ဖို့ပကံခွက်ရောက်တွေစိကြောဖို့အဝတ်စားတွေရှော့ဖို့ပို့အိမ်တွင်းအပြင်တန်ရှင်းရေးလုပ်တဲ့အခါစပိန်ဆိုင်ကယ်ကားစတဲ့ရင်တွေကိုစိကြောတဲ့အချိန်လေးမှာရေတမျိုးရဲနဲ့ဘလို့မှမပြီးနိုင်ပါဘူးမဖြစ်မနေစက်ပြာကိုတုံးရပါတယ်ကလီငယ်တွေဆိုရင်လဲစက်ပြာဘူးစီပေါင်းလေးတွေနဲ့စော်ကစားရင်းပျော်ရွှင်နေတတ်ကြပါတယ် အချို့ခီးတွားလုပ်ငန်းတွေမှာဆိုရင်စက်ပြာမှုန့်တွေအများကြီးထည့်ထားတဲ့ရေစိမ်ကန်တွေမှာစိမ်ပြီးအပန်းဖြစ်နိုင်တယ်ဆိုတော့ဆွဲဆောင်မှုတွေနဲ့ခီးတွားတွေကိုဖိတ်ခေါ်ကြပါသေးတယ်။နောက်ပြီးအိမ်မှာကိုယ်တိုင်လုပ်တဲ့တဘာဝစက်ပြာလေးတွေရောင်းချတဲ့ဈေးကွက်ကလည်းတဖြည်းဖြည်းနဲ့တွင်ကျလာတာကိုတွေ့ရပါတယ်။စက်ပြာကိုအလွယ်တကူဖဖို့တီတီတုံးနေရတဲ့အချိန်မှာစက်ပြာရဲ့ခေါင်းကျိုးတွေကို တိတ်တိမထားမိတတ်ကြပါဘူးလွမြောက်နေမီတော်ရင်းလိုနေရာမျိုးတွေမှာစက်ပြာရှားပါတဲ့အခြေအနေကိုကိုယ်တိုင်ကြုံတွေ့လာရမှစက်ပြာရဲ့တံမိုးကိုတကယ်နားလည်လာပြီးတံမိုးထားတတ်ကြပါတယ်နုညံ့ချောမွေ့တဲ့ရေချိုးစက်ပြာကောင်းကောင်းကလေးနဲ့နေတိုင်းရေချိုးခွင့်ရနေတဲ့ဘဝဟာတကယ်တော့ကံကောင်းခြင်းတစ်ခုပါပဲဒါကြောင့်ရေသွေးကောင်းမွန်ပြီးမှုရနံတင်ပြန်းတဲ့ဆက်ပြားတွေကိုချစ်ခင်ရတဲ့တော်လန်နေမျိုးတွေကို ို့ဆောင်ပေးခြင်းဟာလေလူသားချင်းချင်းချစ်ချင်းမြတ်တာကိုမျှဝေခြင်းတစ်မျိုးပါပဲကျွန်တော်တို့ရဲ့ရေသားမှာရှိတဲ့ချွေးပေါက်တွေနဲ့အစီဂလန်းတွေကနေချွေးနဲ့အစီတွေထွက်လာပြီးပဝင်းကျဲမှာရှိတဲ့ဖုံမှုန့်အညစ်အကြေးတွေနဲ့ပေါင်းဆက်သွားတဲ့အခါဂျိညော်တွေဖြစ်လာပါတယ်အဲ့ဒီအချိန်မှာ ရေချိုးတန့်စင်မှုမလုပ်ဖြစ်ဘူးဆိုရင်ဂျေးတွေတထပ်ပြီးတထပ်တက်လာပြီးမကောင်းတဲ့အနှမ်းသက်တွေထွက်လာတာနောက်ဆုံးမှာတော့ဂျေးထူတဲ့လူတစ်ယောက်ဖြစ်သွားနိုင်ပါတယ် ရေနှင်းဆက်ပြာထိတွေ့ပြီးဖြစ်လာတဲ့ဆက်ပြာအမြုပ်တွေကခန္ဓာကိုယ်မှာကပ်နေတဲ့အစီထူတဲ့ဂျေးတွေကိုဖယ်ရှားနိုင်တဲ့အသုံးဝင်ဆုံးအရာတစ်ခုပါပဲ။ဆက်ပြာအမြုပ်တွေကအစီနဲ့ဂျေးညော်တွေကိုပျော်ဝင်စေပြီးရေနဲ့အတူအလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်။ရှေးရခင်မြန်မာလူမျိုးတွေကလည်းဆက်ပြာကိုသုံးခဲ့ကြပါဗျ။ ချွဲတဲ့တဘာဝရှိတဲ့တယောနဲ့အညစ်အကြေးတွေကိုကင်းစင်စေတတ်တဲ့ကမွန်စတဲ့တဘာဝပစ္စည်းတွေကိုအသုံးပြုပြီးခေါင်းစိမင်္ဂလာပြုလာပြီးရေချိုးတော်ပြုလာပြီးရှိခဲ့ကြောင်းမှတ်တမ်းတွေမှာတွေ့ရပါတယ်။ရိုးရာဆက်ပြာကိုကမွန်သိနဲ့ဖန်တီးခဲ့ကြပါတယ်။ခေတ်ကာလတွေပြောင်းလဲလာတာနဲ့အမျှဆက်ပြာအမျိုးမျိုးကိုတုံးလာကြပြီးယနေ့ခေတ်မှာတော့ရေချိုးဆက်ပြာကြီးဆက်ပြာကဲခေါင်းလျှော်ဆက်ပြာကြီးပကံစည်းဆက်ပြာကြီးဆက်ပြာကဲ အဝိရှောစက်ပြရီစက်ပြခင်စက်ပြမှုချွတ်စေးစက်ပြမှုလက်စေးစက်ပြရီမှန်စေးစက်ပြရီစသဖြင့်ပစ္စည်းပေါင်းများစွာကိုအလွယ်တကူဝယ်ယူသုံးစွဲနိုင်ပြီဖြစ်ပါတယ်ဓာတုပစ္စည်းပါဝင်တဲ့စက်ပြ caustic potash KOH နဲ့ caustic soda NaOH တို့ကအစီနဲ့ထိတွေ့ပြီးအပူပေးတဲ့အခါစက်ပြအဖြစ်ဓာတ်ပြောင်းလဲသွားပြီး ဆက်ပြာနဲ့ glycerin ကိုရရှိပါတယ်။တချို့အစီ fatty acid တွေကိုသုံးမယ်ဆိုရင်တော့ glycerin မရတော့ဘဲဆက်ပြာတစ်မျိုးတည်းကိုပဲသီးသန့်ရနိုင်ပါတယ်။ glycerin ဆိုတာကရေဓာတ်ကိုထိမ့်ပြီးတဲ့ဓာတုပစ္စည်းတစ်ခုဖြစ်ပြီးအရေပြားကိုချောမွေ့စေတဲ့အပြင်အသားရေကိုထိမ့်သိမ့်တဲ့စီဖြစ်လဲအသုံးပြုနိုင်ပါတယ်။အရက်ပြန်ထွေသွင်းပြီးဆက်ပြာချက်ခါအပူပေးပြီးအရက်ပြန်ကိုဖယ်ထုတ်တဲ့အေးနီနီလန့်ကိုသုံးမယ်ဆိုရင်တော့အကြည်အောင်ဆက်ပြာကိုရရှိနိုင်ပါတယ် အပူနီလန်းကိုရှောင်ပြီးအိမ်နီးနဲ့ပြုတ်တဲ့နီလန်းကိုတော့အိမ်တွင်းဆက်ပြပြုတ်တဲ့လူတွေကအများဆုံးသုံးကြပါတယ်။မှုရက်ကလည်းထဲသွင်းတာဖြစ်ဖြစ်စေးဝါးတွေထဲသွင်းတာပဲဖြစ်ဖြစ်ဆက်ပြကိုအိမ်မှာအလွယ်တကူဖန်တီးနိုင်ကြပါတယ်။ ။ဆက်ပြာနဲ့ကျမကြီးကောင်းချိုးများ။ဆက်ပြာကြောင့်စင်ကြယ်တန်ရှင်းပြီးပိုးမွှားရီကင်းစင်တဲ့အခြေအနေကိုရရှိပါရတယ်။အရေပြားယောဂါ၊ဝမ်းယောဂါ၊အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါ၊ကြောက်ကန်ယောဂါ၊ကုသယောဂါနဲ့ဓမ္မတိရယောဂါအများစုကိုဆက်ပြာကိုစနစ်တကျသုံးချက်အဖြစ်ကာကွယ်ပေးနိုင်ပါတယ်။နေစဉ်ဘဝမှာ ကျမကြီးအတွက်ဆက်ပြာကမရှိမဖြစ်အသုံးဝင်ပါတယ်။အသေးစားကုထုံးတွေအတွက် တန်ရှင်းရေးလုပ်တဲ့လုပ်ငန်းစဉ်တိုင်းရဲ့ပထမဆုံးအဆင့်မှာစက်ပြာနဲ့စပြီးပိုးတက်ခြင်းဖြစ်ပါတယ်။ခွဲစိတ်ခံဝင်တော့မယ်ဆိုရင်လည်းစနေတကျပိုးတက်ဖို့စက်ပြာပို့ သေးသေးချာချာအသုံးပြုရပါတယ်။ခွဲစိတ်နဲ့နေရာကိုဆက်ပြားနဲ့စေကြောတဲ့အဆင်ကခွဲစိတ်ခံအတွင်ပိုတက်တဲ့စိတ်ညွဲမှာအမြဲတမ်းပါဝင်ပါတယ်။ကျမကြီးဝဏ္ဏွေလူနာကိုကြည့်ရှုဆောက်ရှောက်တဲ့အခါမှာလဲလက်စည်းချင်းစတဲ့ကျမကြီးကိုအလေးထားတဲ့လှုပ်ဆောင်မှုတွေအတွက်ဆက်ပြားကိုအမြဲတုံးနေရပါတယ်။ဝမ်းချုပ်တဲ့အခါ ဝမ်းချူဖို့အတွက်လဲဆက်ပြကိုတုံးတာမျိုးတွေရှိပါတယ်။ဒါကြောင့်ကျန်းမာရေးအတွက်အချိုးကျစုများတဲ့ဆက်ပြကိုဘလို့မှမေးထားလို့မရပါဘူး။ဆက်ပြနဲ့ဗီရက်ဆူဂျိုများဆက်ပြကကောင်းကျိုးတွေအများကြီးရှိပေမဲ့လည်းဆက်ပြကြောင့်ဗီရက်ဆူဂျိုတွေလည်းကြုံတွေ့ရတတ်ပါတယ်။တချို့ပြင်းထန်တဲ့ဆက်ပြတွေကြောင့်အရေပြားထိခိုက်တာမျိုးကိုစေကူတာပြီးနေတဲ့အချိန်တွဲမှာတွေ့ကြုံခဲ့ရမှာပါတယ်။ဆက်ပြတွေကအကယ်လီဒတိရှိရာကြောင့်မို့လို့အရေပြားရဲ့အက်ဆစ်ထက်ကို ျက်စီးစေပြီးအရေပြား၆တွေ့ရာမျိုးဖြစ်ပေါ်စေတတ်ပါတယ်။အရေပြား၆တွေ့ခြင်းအရေပြားပေါ်မှာအဖူးအပိတ်တွေပေါက်ခြင်းအရေပြားရရန်ခြင်းတွေဖြစ်လာခဲ့ရင်တကြွမ်းလာလေတဲ့ဆံဝင်တွေနဲ့တိုင်ပင်ပြီးဆွေးနွေးတဲ့ပါတယ်။စက်ပြားဆိုတာလည်းဓာတုပစ္စည်းတစ်ခုဖြစ်တာကြောင့်လူအချို့မှာအရေပြားကွာကြတာဓာတ်မတည့်တာအနီကွက်တွေထွက်တာမျိုးတွေကြုံရတတ်ပါတယ်။ ဘလို့ပဲဖြစ်စေကောင်းဘူးအရည်ပြားပြက်တနာတခုခုပေါ်ပေါက်လို့စေကံလာပြတဲ့အခါမှာကလေးငယ်တွေတုံးတဲ့အပြော့စက်ပြားလေးတွေကိုတုံးပြီးညှော်ထားပြီးတုံးနေတဲ့စက်ပြားကိုခဏရထားဖို့အမြဲအကြံပေးပြပါတယ်စက်ပြားအမြုပ်တွေမျက်စိတွေဝင်သွားတဲ့အခါမှာ လက်နဲ့ပွတ်တာမျိုးကိုရှောင်ရှားပါစက်ပြာမျက်လုံးထဲမှာအချိန်ကြာကြာဝင်နေမယ်ဆိုရင်မျက်လုံးအတွက်အန္တရာယ်ရှိပါတယ်ရေနဲ့သာဆင်ကျဲအောင်မြ мян စေကြောပါမျက်လုံးရှောင်ပြီးညည်းလာရင်မျက်ရည်အတူထဲ့ပေးတာမျက်စိကိုအနာပေးလိုက်တာမျိုးလုပ်ဆောင်ပါတက်တာမှုမရှိဘူးဆိုရင်မျက်စိအထူးကိုဆရာဝန်နဲ့ပဲကြားသားတင်ပါတယ်သောမျောအားပေးနေတဲ့ Airy Times Media ရဲ့ပြည်သက်တွေအတွက်တန်ရှင်းကြမာတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။နောက်တစ်ပတ်မှာတော့ လူနာများမျှော်လင့်မိတဲ့အကျမ်းမာရေးဝန်ဆောင်မှုနဲ့ခစ်ပြက်ဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဆက်လက်စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာကျမ်းမာရေးအသိပညာပေးကဏ္ဍပြိပခကာလာအတွင်းရှင်သန်နေထိုင်ခြင်းနေ့စဉ်ဘဝအတွက်မရှိမဖြစ်ဆက်ပြကျမ်းမာရေးဆောင်းပါး diary times စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတိုင်းဖြစ်ပေါ်နေတဲ့ပြည်ပခါကာလာအတွင်းပြည်သူများကျမ်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ပြည်ပခါကာလာအတွင်းရှင်သန်နေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးအစီအစဉ်ကို diary times သတင်းထောင်လာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ပုံတော်မှုတွေအတင်းဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းသတင်းကောင်းပါအပ်ပါရခင်ဗျာကျေးဇူးတင်ပါတယ်